င်းရဲ့ကွန်ပျူတာကဆက်အရန်လင်းနေပြီးတော့မှအသုံးပြုရအဆင်မပြေဖြစ်နေရဆိုလို့ရှိရင်ဒီနီလန်းတွေအတိုင်းလုံးကြည့်မယ်ဆိုလို့ရှိရင်တရားရဂိုင်တော့တွက်လက်ပေါ်ပါပြီးတော့မှအသုံးပြုရအဆင်ပြေသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ window ရဲ့ area ကိုတွဲပြီးတော့နှိပ်လိုက်ပါ โอเคခုလိုမျိုးအဲ့လိုမျိုးနှိပ်လိုက်တယ်ဆိုလို့ရှိရင်เนาะဒီလိုမျိုး run bot လေးကြာလာပြီပေါ့เนาะအဲဒီအဲ့လိုမျိုးမနှိပ်ရှင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ search box ကိုထောက်လိုက်ထောက်ပြီးတွားပြီဆိုလို့ရှိရင်เนาะဒီမှာ run run လို့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ run ဆိုတာလေးကိုနှိပ်ပြီးတော့มาလဲကျွန်တော်တို့ရိုက်လို့ရတယ်ပေါ့เนาะโอเคဒီမှာကျွန်တော်တို့ဘာရိုက်ပေးရမလဲဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်တို့ဒီမှာပေါ့เนาะကျွန်တော်တို့ temp temp လို့ရိုက်လဲပေါ့เนาะရိုက်ပြီးတော့มาကျွန်တော်တို့ under ကိုနှိပ်ပေးလိုက်ပါခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ continue ကိုဆက်သွားပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင်ဒီလိုမျိုး file တွေပေါ့เนาะအဲ tab file တွေကြာလာတယ်အဲ့ဒီကောင်ကိုကျွန်တော်တို့အဲ control a ပေါ့เนาะ control a ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာပေါ့เนาะ select all ပေးပြီးတော့မှာကျွန်တော်တို့အဲ right click ထောက် right click ထောက်ပြီးတော့မှာကျွန်တော်တို့ဒီမှာပေါ့เนาะဒီမှာဒီ show more option တွေကကျွန်တော် delete ကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီကောင်ကို select all ပေးပြီးတော့မှာ shift ရဲ့ delete ရဲ့ကိုကျွန်တော်တို့နှိပ်ပြီးတော့မှာကျွန်တော်တို့အဲ under နှိပ်လိုက်ရင်လည်းရပါတယ်ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီကောင်ကို image ပြီးတော့မှာကျွန်တော် skip ကိုနှိပ်ပေးလိုက်ပါ โอเคပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အစောအတိုင်းပဲကျွန်တော်တို့ ramp out ကိုကျွန်တော်ပြန်ခေါ်มาပဲဖြစ်ပါတယ် window ရဲ့ array ကိုတွဲပြီးတော့နှိပ်လိုက်ပြီးရင်တော့ဒီ temp ဆိုတဲ့ဒီရှေ့မှာကျွန်တော်တို့ parcel လေးပဲထည့်လိုက်ပါတော့ temp temp parcel temp နောက်ပြီးတော့နောက်ဆုံးက parcel လေးထည့်ပြီးတော့มาထည့်လိုက်ထည့်ပြီးတော့ကျွန်တော်တို့ under ကိုနှိပ်လိုက် โอเคအဲဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် tab file နေအများကြီးပဲထပ်ပြီးတော့มาจ่าလာပြီပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့က select all เนาะ select all ပေးခြင်းလဲဆိုလို့ရှိရင်တော့ control ရဲ့ a ရဲ့ကိုတွဲပြီးတော့နှိပ်လိုက်လို့ရတယ်အဲ့လိုမျိုး select all ပေးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ shift ရဲ့ delete ကိုပဲထပ်ပြီးတော့နှိပ်ပြီးတော့มาကျွန်တော်တို့ yes ကိုပဲကျွန်တော်တို့ enter နှိပ်ပေးလိုက်လဲရပါတယ်โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะအစောအတိုင်းပဲဒီကောင်ကိုအမှန်ရှိပြီတော့မှာကျွန်တော်စကစ်ကိုနှိပ်ပေးလိုက်ပါโอเคအဲဒါဆိုလို့ရှိရင်ဟုတ်ပြီအဲဒီမှာလည်းကလေးမပြတ်သေးဘူးဆိုလို့ရှိရင်နောက်ထပ် shift delete နဲ့ကျွန်တော်ထပ်ပြီးတော့မှာဖြတ်ကြည့်လိုက် โอเคဖြည့်ကြည့်လို့မှာကျွန်တော်တို့ဒီမှာပေါ့เนาะဒီလိုမျိုးအမန်ရှစ်ပေးပြီးတော့ trying game နဲ့ကြည်လိုက်အဲ့ဒီမှာမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ကိုအမန်ရှစ်ပြီးတော့မှာ skip ပဲပေးလိုက်ပေါ့เนาะโอเคโอเคဒါဆိုလို့ရှိရင်တော့ရပြီပေါ့เนาะဒီကောင်ကိုပြန်ပြီးတော့ပေးလိုက်โอเคအဲ့နောက်ထပ်ကျွန်တော်တို့ကဒီမှာ run box ကိုပဲကျွန်တော်ပြန်ခေါ်ပေးပြန်ခေါ်ပြီးသွားပြီဆိုလို့ရှိရင်တော့ PRE FE T C H ပေါ့နော်အပရီအပရီဖက်ဆိုပြီးတော့မှရိုက်ပြီးတော့မှအန်နာကိုနှိပ်ပေးလိုက်အခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော် continue ကိုပဲဆက်သွားလိုက် okay define တွေကိုလည်းကျွန်တော်ထုံးစံအတိုင်းပဲဒီမှာ control A select all ပေးပြီးတော့မှကျွန်တော်တို့ shift delete နဲ့ကျွန်တော်ဖြတ်ရှာပေးရမှာပဲဖြစ်ပါတယ် okay အဲ့ဒီမှာဒါဆိုရင်ပြတ်သွားပြီ okay အဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့နော်နောက်ထပ်ကျွန်တော်တို့ run number ကိုပဲထပ်ပြီးတော့ copy လိုက်ပါ copy သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဘာရိုက်ပေးရမလဲဆိုလို့ရှိရင်တော့ RECE and D reset လို့ရိုက်ပြီးတော့မှ under under ကိုနှိပ်ပေးလိုက်ပါ under မှမဟုတ်ရင်ကျွန်တော် okay လဲနှိပ်လို့ရတယ် โอเคနေပြီလားโอเคဒါဆိုရင်ဒီမှာဗောနောကျွန်တော်တို့ဒီမှာအစောရလို့ပဲကျွန်တော်တို့ဒီမှာဗောနော recent file လေးရှိရယ်ဗောနောအဲ့ကောင်လေးကိုကျွန်တော်တို့ control a နေပြီးတော့မှာအဲကျွန်တော်တို့စောရအတိုင်းပဲကျွန်တော်တို့ရှစ်တလီနဲ့ကျွန်တော်တို့ဖြတ်ပေးရမှာပဲဖြစ်ပါတယ် အဖြစ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာ recycle bin ကိုကျွန်တော် regulate ထောက်လိုက်ပါအဲဒါကျွန်တော်ရဲ့ recycle bin ကတော့ကျွန်တော်ရှင်းထားတယ်ပေါ့เนาะရှင်းထားဖြစ်တဲ့အတွက်ဘာမှမရှိဘူးတကယ်လို့ဒီမှာမိတ်ဆွေတို့ရဲ့ recycle bin နဲ့မှာကျွန်တော်အများကြီးရှိနေရဆိုလို့ရှိရင်ဒီညလေးမှာလာပေါ်နေမှာပေါ့เนาะပြီးရင်ဒီထဲမှာလည်းဒီအမိုက်ပုံးလေးထဲမှာပဲ file တွေအများကြီးရှိနေမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့အကောင် regulate ထောက်ပြီးတော့မှကျွန်တော် recycle bin ကိုကျွန်တော် empty recycle bin ဆိုပြီးကျွန်တော်နှိပ်လိုက်ရင်ရပါတယ် okay အဲ့ဒါကိုကျွန်တော်နှိပ်ပေးရပါမယ်ဆိုလို့ရှိရင်เนาะမိမိရဲ့ဒီ computer ကအရန်ကို toilet ပေါ်ပါပြီးတော့မှအသုံးပြရတာပြန်ပြီးတော့အဆင်ပြေသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေ ကြပါသည်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးเนาะ